မင်္ဂလာပါရှင်မူမစံဘတ်စတာရောမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ greeting ကတပတ်သူရဲ့ကိုပေါ်ဖုံးခွေတာတဲ့သူတို့ရဲ့ခန်းစားချက်အစစ်မှန်ကဘယ်လိုရှိလဲဆိုတာကို Mario reading ကနေပြီးတော့အအဖြေရှာကြည့်သွားမှာပေါ့နော်ဒီ reading နေ့မစခင်မှာ Mario ရဲ့ YouTube channel ပေါ့နော် Moment and Buster မှာအ la reading နေ now universe ကပြောခြင်းတဲ့ message တွေပြီးတော့တခြား spiritual နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပေါ့နော် မယ်ရီပြပြစစုံလေးတင်လာဖို့ရှိပါတယ်အဲအကြောင်းဒီအာမယ်ရီယာမူမန့်ချ်အမ်ဘက်စတာရောချန်နယ်လေးကို like and subscribe လုပ်ပေးကြဖို့ကိုလည်းအားလုံး request လုပ်ပါရရှင်မယ်ရီဒီမှာအပိုင်းကတုံးမှုရှိရပါတော့เนาะပိုင်း1ပိုင်း2ပိုင်း3ခဏလေးကြာလို့ရှိရင်မယ်ရီအားလေးကိုဒီချပြပေးပါမယ်ဒီ reading မှာပေါ့เนาะအတိတ်မှာ separation ဖြစ်သွားတယ်ဒါပေမဲ့ကိုယ်စိတ်ထဲမှာအခုချိန်ကြီးရှိနေတဲ့လူမျိုးပေါ့เนาะ ဒါမှမဟုတ်လို့ရှိရင် um လက်ရှိ relationship ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ crush ပေါ့နော်အားလုံးတော့ကိုအယုံဝင်တယ် Mary ကဒီမှာ separation ဖြစ်မှမဖြစ်ဘူးဆိုတာတက်ကိုပေါ့နော်သူရဲ့ကိုယ့်ပေါ်ထားတဲ့ဒီခံစားချက်အစစ်မှန်ကဘယ်လိုရှိလဲဆိုတာကိုပေါ့အဓိကထားပြီးတော့ဖတ်သွားမှာဖြစ်ပါတယ်ခင်ဗျာဆို Mary ကိုဖိုင်းလေးတွေရွေးလိုက်ရအောင်နော်မဆလို့ရှိရင်ပိုင်း1ပိုင်း2ပိုင်း3ပေါ့နော်ပိုင်း1ကကြတော့2 of cats the lovers ကကြတော့ point 2 now four ones ကကြတော့ point 3ပေါ့နော်ဒီ point တွေကရွေးပြီးသွားလို့ရှိရင် mario point 1ကနေပြီးတော့စဖတ်ပြီးသွားပါမယ် Okay, also Mario ဒီနေ့ Python လေးအတွက်အရင်ကြည့်ပါပြီမယ်။ Python เนี่ยပထမဆုံးကကလေးဒီမှာ the cherry ကကြရတယ်။ the chariot ကကလေ तू ကကွာတူတူတည်းတော်တော်လေးဆွဲဆောင်မှုရှိရှိတဲ့ပုံမှန်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကိုယ့်စီကိုအမြဲတမ်းလှခြင်းနဲ့အဲကိုယ်နဲ့စကားကြီးအမြဲတမ်းလပြောခြင်းနဲ့အဲအဲ့လိုမျိုးနောက်ပြီးလို့ရှိရင်သူရဲ့ခန်းစားချက်တွေကလည်းတကယ်ကိုဟိုခန်းစားချက်စစ်မှန်တယ်ပေါ့နော်음နောက်အိုးကိုအရင်ချစ်တာမျိုးလည်းဒီမှာမြင်ရတာပေါ့နော်ဒါပေမဲ့ဒီမှာ အဖြူရဲ့အမဲရဲ့စက်ညင်မှနှစ်ခုရှိရပေါ့နော်အဲ့မျိုးဆိုသူနဲ့ကိုနဲ့ကြားထဲမှာလေအာလုံအောင်စက်ညင်ပန်ဖြစ်နေတဲ့အရာတစ်ခုရှိမယ်အဲ့ဒီအရာဥမာထားလိုက်ပါတော့ပေါ့နော်ဟို social status တစ်ခုဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒီ character အရာအချင်းစရိုက်မှာပဲဖြစ်ဖြစ်စိတ်ညစ်စိတ်သားမှာပဲဖြစ်ဖြစ်ပေါ့နော်လုံအောင်စက်ညင်ပန်နှစ်ခုဖြစ်နေရမျိုးရှိတယ်အဲ့ဒီအရာပဲလေသူ့ကိုပို့ပြီးတွန်းအားပေးရပေါ့နော်ဟိုကိုကသူ့တက်ပို့ပြီးဆွဲဆောင်မှုရှိနေတယ်လို့မျိုးဖြစ်စေရပေါ့နော် ပြီးတော့ဒီမှာလေ base of that ကကြတော့ Queen of Cup ကြားတယ် Queen of Cup ဆိုတော့လေသူကပြောရရင်လေအတော်တော်လေးဟိုသူ့ရဲ့ရှင်ထဲမှာကိုယ်တကယ်ချစ်တာပေါ့နော်အဲ့လိုမျိုးဒီမှာမြင်ရတယ်ကိုနာကိုလည်းအမြင်နဲ့လာခြင်းနဲ့ပေါ့နော်ပြီးတော့ဒီမှာအာမယ်ရီယိုဒီမှာဆိုလို့ရှိရင်အဖြူရဲ့အမေရဲ့လုံအောင်ဆက်ညင်မနှစ်ခုပေါ့နော်ဆက်ညင်မနှစ်ခုဆိုတော့ဟိုသူ့မလေအာမယ်ရီဒီမှာကြည်ရတဲ့လောက်ကတ်အရာဆိုလို့ရှိရင် conflict ဖြစ်နေတာမျိုးပေါ့နော်ဟိုမှာ ထားလိုက်ပါတော့ကိုယ်တော်သူချစ်တယ်ဒါပေမဲ့လာလို့မရအကြောင်းရင်းတွေသူ့ဘဝမှာရှိမှာပေါ့နော်ဥမာသူ့ရဲ့ဘဝပြီးအချိန်ရမျိုးပဲဖြစ်ဖြစ်အဲဒါမှမဟုတ်လို့ရှိရင်ဟိုအဲအရာမျိုးပေါ့ကိုစီ လာလို့မရအောင်စွဲနေတဲ့အရာမျိုးတစ်ခုက သူ့စီမှာရှိနေရပေါ့နော်အဲဒီဘာကြောင့်လဲဆိုတော့ဒီမှာ full open နေကြတယ် full open နေကြတယ်တော့သူကဒီလက်ရှိနေရမှာပဲသူမြဲနေအောင်နေနေတယ်ဥမာတွေ့ရတာက အဲအားကြောင့်ကိုပုံမှာခန်းစားချက်အစမှန်တော့ရှိတယ်ဒါပေမဲ့လာဖို့ကြောင်လေး तू ကလက်ရှိမှာ तू ဟိုတင်းတင်းဆုပ်ကင်နေတာပေါ့နော်အဲ့ဒီအရာ तू ရဲ့ရီမန်ချက်တွေလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင် तू တမိုးထားတဲ့အရာဒါမှမဟုတ်ရင် तू ရဲ့ ego ပေါ့နော် तू ရဲ့အတ္တတစ်ခုဖြစ်နိုင်တယ်ပေါ့နော် तू ဒီမှာတင်းနေအောင် तू ဆုပ်ကင်နေတာဒါကို तू လက်မလွတ်ဘူးလုံးဝအားကြောင့် လာခြင်းနဲ့စိတ်ကတော့ပြောရရင်တော်တော်လေးတော့ပြင်ထန်နေရပါတော့เนาะဒါပေမဲ့လာဖို့သူကြောက်နေတယ်။သူမှစိတ်ပူစိတ်ပူပါပေါ့เนาะဥပမာလာသူပြန်အဆက်အသွယ်ပြန်နေရ relationship တခုမှဆိုလို့ရှိရင်သူပြန်ဆက်သွယ်လိုက်လို့ရှိရင်များအရင်ပုံစံမျိုးအရင်ပတ်သက်မျိုးပဲပြန်ဖြစ်ပြီးရောပြဿနာတွေများဖြစ်သွားနိုင်လားပေါ့เนาะအဲ့မျိုးကိုသူမှစိုးရိမ်ပြီးရောလက်ရှိနေရာမှာပဲမြင်းမြင်းနေနေရမျိုးနေရတယ်ပေါ့เนาะ နောက်တူအလေးဒီမှာဆိုလို့ရှင်ဒမုန်းကကြရတဲ့အတွက်သူရခန့်စားချက်တွေကိုသူလုံးဝဟိုက်တာလေသူမပြောပြဘူးပေါ့နော်ကို့ကိုသူမပြဘူး maybe သူက move on လုပ်နိုင်တဲ့ပုံစံမျိုးမျိုးကိုမရှိရနေနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုသူကအဲ့ပုံစံမျိုးသူပြတာလုံးဝကိုသူရတကယ်ရင်နေခန့်စားချက်အဆက်မှန်ရောသူမပြဘူးပေါ့နော် maybe သူက social media မှာပဲဖြစ်ဖြစ်သူကပျော်ပါနေတာတကယ်ချင်းတဲ့ဒေါ်လာစားတောင်းနေတာမျိုးသူတင်တင်မှာပေါ့နော်ဒါပေမဲ့ ဒါရီယဒုက္ခပါလို့တာအရာကြီးပေါ့နော်ခန်းစားချက်အစစ်မှန်တော့မဟုတ်ဘာကြောင့်လဲဆိုတော့ဒီမှာဘေးဆော့တက်ကကြောက်လေ Queen of Cup ကြရတော့လုံးဝကိုပြောရရင်သူပြန်ဆက်သွဲခြင်းတယ်ပေါ့နော်ပြန်လိုခြင်းတယ်အဲအဲ့အဲ့အမျိုးတော့ဒီမှာအမြင်ရတယ်အော်ပြီးတော့ဒီမှာ Mary Oracle ကလေးဖတ်ပြီးမှာပေါ့နော် Oracle ကရဆိုဒီမှာ As you reveal your inner Moses to each other ရေချုံ deepens တကယ်တရားပါလေတကယ်ဟို တယောက်ရဲ့စိတ်ကိုတယောက်သိတယ်ပေါ့နော်တယောက်ကဒီ dark side တွေတယောက်ရဲ့အာနေချက်ကပါတယ်တယောက်ရဲ့အာတချက်ကပါလဲဘလို့စိတ်နေစိတ်ကမျိုးရှိလဲဆိုတာတယောက်နဲ့တယောက်ကသိတယ်ဒါမှမဟုတ်လို့ရှိရင်သူနဲ့ကိုယ်နဲ့ကပတ်သက်ခဲ့တာကြာပြီအဲပတ်သက်ခဲ့တာကြာပြီမဟုတ်လို့ရှိရင်လည်းသူနဲ့ကိုယ်နဲ့ကတွေ့ရတဲ့ကိုလေးအဲ့လိုမျိုးကိုအရင်ကတည်းကမြင်မှုနေတဲ့ခံစားချက်မျိုးရင်းနှီးနေတဲ့ခံစားချက်မျိုးပေါ့နော် maybe သူနဲ့ကိုနဲ့ကဒီအရင်အတိတ်ဘဝမှာကတည်းကဟိုစုံခဲ့ဘူးတွေ့ခဲ့ဘူးပေါ့နော်ဒါပေမဲ့ အဲဆိုကောနရှင်နေရမပြတ်သေးတဲ့ခါကျဒီဘွားမှာပြန်ဆောင်ရရပေါ့နော်အကြောင်းရင်းတစ်ခုကြောင့်အဲ့လိုမျိုးဒီမှာတွေ့ရတယ်တရားနဲ့တရားကလည်းဒီတရားရဲ့တကယ် inner most အဖြစ်ဆုံး inner ဒီ inner self ကိုပေါ့နော်တရားနဲ့တရားကမြင်ပြီးတာပဲနောက်ဒီမှာ key and open mind your soul mate the far from usual type expedition နဲ့တူကူမျိုးနဲ့နိုင်တဲ့ပုံစံမျိုးဟုတ်ချင်မှာဟုတ်မှာပေါ့နော် maybe ဥပမာဆိုလို့ရင်ကိုကလေ အာရုပ်ကြလေးဆိုလို့ရှင်မှာဆိုရှယ်ကောင်းတဲ့သူမျိုးဟိုမှာကိုကကြိုက်တယ်အဲ့လိုမျိုးဆိုပြီးကိုကိုတတ်မှတ်တာရပေါ့နော်ဒါပေမဲ့ तू ကကြတော့အဲ့လိုတိုက်မျိုးလေးရောမဟုတ်ဘူးအဲ့လိုတိုက်မျိုးမဟုတ်ဘဲနဲ့ကိုဟို तू နဲ့ကိုနဲ့ကြာမှာဆွေးဆောင်မှုတစ်ခုရှိရှိတယ်ပေါ့နော်ရှိပြီးတော့ဟိုဒီ relationship တွေက depend ဖြစ်တော့ဟာ net ဆိုင်ွာလား connection တစ်ခုကလေအဲ့လိုမျိုးဒီမှာမြင်ရတယ်အဲပြန်ပြီး recall လုပ်ရမှဆိုလို့ရှင်ရောသူ့အနေနဲ့တကယ်ကိုကိုစီကိုပြန်လဲဟိုကိုစီကိုကိုလေးတကယ်ချစ်တာမျိုးဒီမှာမြင်ရတာပေါ့နော် separation ဖြစ်နေရဆိုရင်ကိုယ့်စီကိုပြန်လာခြင်းတယ်သူစီမှာသူရှင်ထဲမှာအချစ်စစ်တစ်ခုရှိတယ်အဲ့ဒါမျိုးကိုမြင်ရပေါ့နော်ဒါပေမဲ့သူ့ကိုတားဆီးတာရဲ့အရာတွေကလည်းရှိတယ်သူကသူကကြောက်နေတယ်သူကအဲသူ့နောက်နေဆွဲဆွဲကြိုက်နေတဲ့အရာမျိုးပေါ့နော်သူ့လိုမျိုးရှိနေဆိုသူကမလာဘူးသူတရဒီဒီရှိနေနေရမှာပဲမြင်နေရသူနေနေရပေါ့နော်အဲ့မျိုးဒီမှာအဲတွေ့ရပါတယ်တကယ်လို့သူကသူရဲ့ဒီ in the fear ပေါ့နော်သူရအတွင်းစိတ်မှဖြစ်နေကြောက်ရွံ့တဲ့စိတ်တွေကိုသူကအဲဟိုဒီရာသူကဆွချနိုင်ပြီဆိုလို့ရှိရင်တော့ကိုယ်စီကိုသူဟိုရောင်းနိုင်တယ်ပေါ့နော်ဒါမှမဟုတ်ဘူးသူကဒီလိုမျိုးပဲဟိုဒီသူစုတ်ခိုင်းတာအရာကိုမလွှတ်ချနိုင်ဘူးဒီကြောက်စိတ်တွေဒီမှာရှိနေလို့မယ်ဆိုလို့ရှိရင်တော့သူနဲ့ကိုယ်နဲ့ relationship ကတော့ဟိုပြန်ပြီးအဆင်ပြေဖို့ကြာအောင်မှာပေါ့နော် ကဲလို့ past connection ဖြစ်နေဆိုလို့ရှိရင်လည်းပြန်ပြီး reconciliation ပေါ့နော်ပြန်ဆုံမှုဆိုတာကနည်းနည်းလေးရောခက်ခဲဦးမယ်လို့ဒီမှာမြင်ရတယ်။အကကြတော့ပိုင်းတူရွေးလာတဲ့သူတွေတော့ပါတလာဘာကလေးရွေးလာတဲ့သူတော့ပေါ့နော်။ခင်ဗျားဆိုမယ်ရီတော့ reading လေးစာလိုက်ရအောင်။ တဖက်သူကကိုယ့်ကိုလေဘယ်လိုမြင်လဲဆိုလို့ရှိရင်လူကောင်းတယောက်ပေါ့နော်သူ့ပေါ်မှာတကယ်ကောင်းတဲ့သူတယောက်သူ့ပေါ်မှာစိတ်မှန်တဲ့သူတယောက်ပြီးတော့သူယုံကြည်စိတ်ချရတဲ့သူမျိုးသူ့ပေါ်မှာအမြဲတမ်းတစ္ဆာရှိပြီးနေမှသူမျိုးဆိုပြီးတော့ဒီမှာမြင်ရတယ်သူ့ပေါ်မှာအမြဲတမ်းနှွေးထွေးမှုပြီးတဲ့သူစားမျိုးပေါ့နော်အဲ့လိုမျိုးသူကကိုယ်ကိုမြင်လဲဒါပေမဲ့သူကလေအရင်ကဗလာကြီးပဲမဖြစ်ဘူးပေါ့နော်အရင်ကြီးယုံကြည်စိတ်ချရတဲ့အနေကြီးမျိုးဒီမှာမမြင်ရ ိတ်ပြီးတော့ရေရှည်သွားမယ်ဆိုတဲ့ပုံစံမျိုးလည်းတိတ်မရှိဘူးပေါ့နော်ခက်ပေါ့ပေါ့ပေါ့ပါပါပဲဥပမာอืมကိုကကောင်းမှန်တီးလို့ပေါ့နော်ကိုကသူ့အတွက်လူကောင်းတရားဖြစ်တယ်ကိုသူအမြဲတမ်းယုံကြည်စိတ်ချရတယ်သူမျိုးသူ့ကိုမထားမသွားတဲ့သူမျိုးဆိုတာသူယုံကြည်စိတ်ချလို့ကိုကိုတွဲတယ်ဒါပေမဲ့သူ့အနေနဲ့သူ့ဘဝမှာပိုပြီးကောင်းလာတယ်အမ် option တွေရှိလာတဲ့ခါကျရင်တော့သူကထွက်သွားနိုင်တဲ့သူမျိုးပေါ့နော်သူက option တွေကိုလည်းအမ်ဥမာ ဟိုရှာရှာနေတဲ့ပုံစံမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်း option ရှာမျိုးမဟုတ်ရင်လည်းသူ့ဘဝမှာမပိုပြီးကောင်းတဲ့အရာတွေပိုပြီးကောင်းတဲ့သူ့မျိုးတွေရောက်လာတဲ့ခါကြလို့ရှိရင်음အာထွက်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဒီမှာမြင်ရတယ်ပြီးတော့သူ့နဲ့ဆုံတွေ့ရခြင်းအားတဲ့ကံကြမ္မာနေပြီးတော့တတ်မှတ်လာပြီးသားပဲပေါ့နော်အာ maybe ဒါကကမဲ့ပုံလည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်ကိုတော်ကြီးရေစာပေါ့နော် blessing လည်းဖြစ်ချင်တာဖြစ်မယ်ဒါပေမဲ့ ကိုရကန့်ချမမှာရေးသားပြီးသားပဲသူနဲ့ဆုံတွေ့ကိုတွေ့ရမယ်ဆိုပြီးတော့ Okay Mary အဲ့ဆို Oracle ကလည်းကြည့်ရအောင်နော်ဒီမှာ Oracle ကကလည်း pay attention to the red flags တဲ့သူတို့ရဲ့ red flag တွေကိုတတိထားဖို့ပေါ့နော်ပြောချင်တာကလည်းဒီ relationship မှာအရင်ကြီးကိုရ emotion ကိုရခံစားချက်တွေကိုအရင်မနှိမ့်မြော်ဖို့ပေါ့နော်အရင်ခံစားချက်တွေကိုနှစ်နှစ်ထားလိုက်တဲ့ခါကြလို့ရှင်လေ risk များတယ်ကိုတို့ ။ဘာကြောက်လဲဆိုတော့သူတို့ရဲ့ energy ကလေးမှာ playful ပဲဖြစ်နေ။အရန်ကြီးဒီလိုဟိုမကြွားဖြစ်တဲ့ပုံစံမျိုးရေရှည်သွားမှဆိုတဲ့ပုံစံမျိုးဆိုတာထက်ဟောပေါ့နော်။ခက်ပုတ်ပုတ်ပါပါပဲ။ကိုကသူတို့အိုးသူ့ထားထားသွားမှသူမျိုးမဟုတ်ဘူးသူတို့ယုံကြည်စိတ်ချရတဲ့သူမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်သူကဟိုကိုနဲ့ဒီ maybe အာ connection တခုရှိနေတာပေါ့နော် အဲ့ကြောင့်ဒီမှာသူ Oracle ကက message ပေးတာကပေါ့နော်ကိုအနေနဲ့ဒီအရန် emotion ကိုရခံစားချက်တွေကိုဒီထဲမှာအရန်မနှိမ့်မြို့ဘူးပေါ့နော်အဲအဲ့အလေးကိုသူက message ပေးတာပါတယ်ကိုကပိုင်းထရီလေးတော့ဗောနော် they are true feeling towards you သူရဲ့ကိုပေါ်ခန်းစားချက်အစစ်မှန်ကဘယ်လိုရှိလဲဆိုတာ Mario ပိုင်းထရီလေးအတွက်ကြည့်ပြပါပါမယ် ိုင်းထွေးရဲ့တပတ်လူကလေကို့ဘော်မှာကိုရဲ့ဒီတွေးခေါ်ရဲ့ပုံစံဒါမှမဟုတ်လို့ရှိရင်ဒီကိစ္စရဲ့တစ်ခုပေါ့နော်ကိုစဉ်းစားတဲ့ပုံစံကင်တွေဖြေရှင်းတဲ့ပုံစံကိုသူ့အနေနဲ့ဘင်းသားအနေကြည့်ပြီးတော့ကို့ကိုอืมပြောရရင် admire ဖြစ်တယ်ပေါ့နော်အထင်ကြီးတယ်။နောက်လေးစားရဲ့စိတ်လေးသူ့မှာရှိတယ်။အဲ့ဒါကို Mary ဒီမှာမြင်ရတယ်။ ပြော့လေသူကခုနာမှာရှိနေအရန်ပြော့နေတာပေါ့နော်အရန်ပြော့ရဆိုတာ energy မျိုးဒီမှာမြင်ရတယ် maybe သူရဲ့ဘဝမှာပေါ့နော်သူရဲ့ဒီပုံမှန် daily life ပေါ့နော်နေ့စဉ်ဘဝမှာอืมမကြုံရလဲပေါ့နော်အာဒီလွတ်လပ်ခြင်းတွေပျော်ရွှင်ခြင်းတွေနောက်ပြီးလို့ရှင်အာပြောရပို့ပါလွတ်လပ်မှုတွေပေါ့နော်အဲ့အဲ့ဒီခံစားချက်တွေကကိုယ်နဲ့သူရဲ့အချိန်မှာမသူက ခံစားရရပေါ့နော်နောက်ပြီးလို့ရှိရင် maybe ပေါ့နော်သူရဲ့ life မှာသူလိုချင်နေတဲ့အာဒီမေတ္တာတရားတွေအာချစ်ချင်းမေတ္တာပေါ့နော်နှွေးထွေးမှုတွေပေါ့ပြီးတော့ဒီဟိုသူကိုယ်သူပေါ့နော်အမျိုးဟိုအကောင်းမြင်တဲ့ခံစားချက် feeling ပေါ့နော်အဲအဲ့ဒီခါတွေကကိုယ်နဲ့တွေ့ရချိန်ညာမှာသူက တကယ်ကိုခန်းစားချက်အစ်မှန်ကိုခန်းစားရတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီကလေးလေးကိုဒီကလေးလေးပုံကိုကြည့်လိုက်လို့ရှိရင်သူရဲ့ဒီ inner child ပေါ့ inner child မှာမှာဒီဆန္ဒပြေဝသွားဆိုတဲ့ feeling ကိုခန်းစားရတယ်။ဘာကြောင့်လဲဆိုတော့ဒီ connection ကဟိုအပေါ်ရန်အ service level မဟုတ်ဘူးပေါ့နော်။အဲမာဆို2 of cast ဆိုးလဲဗကနရှင်ဖြစ်တဲ့အတွက်ဒါလုံးယူလို့မရအောင်လေဒီခန်းစားချက်ကလေတမင်လုံးယူလို့ရတဲ့အရာမျိုးမဟုတ်ဘူးဒါသူနောက်ကိုနေကြမှာလေအာပြောရလို့ရှင်ဆိုးကွန်ထရပ်တခုခုပေါ့နော်မျိုးပလာပြီးသားပဲအဲ့ဒါကြောင့်သူကကိုနေတွေ့ရဲ့ချိန်ညာမှာဒီလိုထူးခြားတဲ့ခန်းစားချက်မျိုးကိုသူကခန်းစားရတယ်ပြီးလို့ရှိရင် ကိုကိုနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုပြန်တွေ့ရဲ့ချိန်မှာဆိုလို့ရှိရင်လည်းပေါ့နော်အရန်ကိုအာ romantic ဆန်တဲ့ခံစားချက်မျိုးတွေသူရဲ့ဘဝမှာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အာတကယ်ကိုအမှတ်တရအဖြစ်ဆုံးအလှပဆုံး memory အဖြစ်သူကမြင်လည်းမြင်အောင်မိတယ်ပေါ့နော်ဒါကကြတော့ကိုနဲ့ပတ်သက်တဲ့သူရဲ့ဒီခံစားချက်ပေါ့ပြောကုနာမယ်ရီပြောသလိုမျိုးပဲဒီမှာဆိုလို့ရှိရင် အာ two of cast ပေါ့နော်ကြားရယ် recognition ကသူနောက်ကိုနဲ့ကြားမှာအာပြောရရင်တိခဲ့တာဟိုကြာခဲ့ပြီပေါ့နော်ဟိုအရန်ကြာကြာရယ် connection မျိုးဖြစ်ရင်ဖြစ်ဟိုအရန်ကြာရယ်ဒါပြီးလို့ရှိရင်နောက်ဒီခိုင်မြဲတဲ့ connection ပေါ့နော်တရားတရားကြာမှာခိုင်မြဲတဲ့ connection တစ်ခုဖြစ်ရင်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ပေါ့နော်စာတွေ့ကလေးဟိုက ဟိုနှစ်ပေါင်များစွာလေသူနောက်ကိုနကတကယ်ကိုရင်းနှီးခဲ့ဘူးပဲခင်းခဲ့ဘူးပဲဆိုတော့ရင်းနှီးမှုတစ်ခုကိုသူနောက်ကြောင့်အချိန်တူတူအတွင်းမကိုလေတိဆောက်လို့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကုနာမယ်ရီပြောလို့လိုမျိုးပဲဒါဟိုအရန်တိဖြစ်တဲ့ကုနာရှင်တစ်ခုဖြစ်လို့ပေါ့နော်။အမ်နောက်လေဒါကကြတော့အပေါ်ရန်ဆက်ဆက်ရည်မျိုးမဟုတ်ဘူးပေါ့နော်အပေါ်ရန်သဘောကျမျိုးမဟုတ်ဘူး ဥပမာဆိုလို့ရှိရင်အမ်သူရဲ့အာမယ်ရီယိုရှိရဲ့เนาะမာဆိုလို့ရှိရင်အာချောရလေးမြင်လို့အဲသူကရုပ်လေးချော်လို့အပျော်လေးကောင်းလို့သဘောကျရပေါ့เนาะအဲ့လိုမျိုးမဟုတ်ဘူးသူနသူကသူနကုန်နေကြမှာလေအမြင်တန်းတရားမကောင်းတဲ့အချက်တွေတီးခဲ့ရဆိုရင်အမလေးတယောက်တည်းတရားနားလဲတယ်အဲဒါမို့လို့ရှင့်အမျိုးတယောက်တည်းတရားပါပေါ့နော်အမျိုးရက်တည်ပြီးရဲ့ နောက်စာတွေ့တွေ့ရမှာကြာသေးရယ် connection ဆိုလို့ရှိရင်လည်းပေါ့နော်။အော်သူကကိုယ့်ရဲ့လူပဲပေါ့နော်။ကိုယ့်ဘောမှာဟိုသူ့နာမနေလို့ရှိရင်ကိုကမျိုးလုံခြုံနေဆိုရယ်ခံစားချက်မျိုးကလုံခြုံနေနောက်ပြီးစိတ်တတရာရ healing ဖြစ်တယ်ပေါ့နော်။အဲ့လိုနဲ့ကြီးမျိုးဒီမှာမြင်ရတယ်။အင်း Mary ကြီးရလေဒီ pine tree ရွေးတာလူတွေကပေါ့နော်။ separation ဖြစ်သွားတဲ့သူတွေများလာတော့မသိဘူး။ဘာကြောက်လဲဆိုတော့ဒီမှာ base of that ကလေ trios was ကြာတယ်။ maybe ဘောနော်သူက separation ဖြစ်ခဲ့ရဆိုလို့ရှင်းလာဘောနော်သူ့ဘဝမှာတခြားအဲ life choices တခုခုအဲကြုံရင်ကြုံခဲ့မယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်သူရဲ့ဒီဘွားပေချင်းနေရပေါ့နော်တခြားတော့သူတယောက်ကိုရွေချဲ့ပြီးတာ အဲ့လိုမျိုးပေါ့တပ်ပတီပေါ့နော်တပ်ပတီရှိတဲ့ variation ရှိမျိုးဖြစ်ရင်ဖြစ်မယ်။နောက်ဒီ connection ကလေ separation ဖြစ်လို့ရှိရင်အရန်ကိုဟို나ကျင်ခံစားရမှာပေါ့နော်။နှစ်ဦးနှစ်ဖက်လုံးတော့ပေါ့။ဘာကြောင့်လဲဆိုတော့ဒါကဒီအပေါ်ရန်စနဲ့ဟို connection မျိုးမဟုတ်ဘူး။ခုနကပြောသလိုမျိုးပဲအရန်တီးဖြစ်တဲ့ connection ဖြစ်တဲ့အတွက် အရန်သားချင်းခံစားရမယ့် connection တစ်ခုပေါ့နော်အကယ်၍ separation မဖြစ်သေးဘူးဆိုလို့ရှိမဖြစ်ခဲ့ဘူးဆိုလို့ရှိရင်လည်းသူနဲ့ကိုယ်နဲ့ကြာမှာမှာအရေစမ်းမပါခဲ့လို့ပေါ့နော်လွယ်ချောက်ရမယ်ဆိုလို့ရှိရင်အရန်ကိုနာကျင်ရမယ်တဲ့ဘာကြောင့်လဲဆိုတော့ so level connection ဖြစ်နေရကြာပေါ့နော်အဲဆိုလို့ရှိရင် Mario Oracle ကလေးဖတ်ကြည့်မယ် love yourself first yourself respect makes you more romantically attractive that အရင်ဆုံးပေါ့နော်ကိုယ့်ကိုချစ်နိုင်မှုအရင်ကြိုးစားပါတဲ့ကိုရဲ့ဒီကိုယ့်ကိုချစ်တဲ့အရာကပဲပေါ့နော်ပို့ပြီးတော့ကိုယ့်ကိုဆွဲဆောင်မှုရှိစေလိမ့်မယ်တဲ့ and then very soon clearly decide what you want so that it comes to you now ねပြီးတော့ကိုဘာလိုချင်လဲဆိုတဲ့အရာကိုဆုံးဖြတ်ပါတဲ့အဲ့အရာကိုစီကိုရောက်လာဖို့ရှိရပေါ့နော် အော်ရဂယ်ကကမက်ဆေ့ချ်ပေးခြင်းတော့ကြောင်းလေး self love ကိုဦးစားပေးဖို့ပြီးရင်ကိုယ့်ရဲ့ဒီကိုယ့်ရဲ့ဘဝမှာရွေးချယ်ရမယ့် life uh life goal တွေကိုယ့်ရဲ့ရည်မှန်ချက်တွေအဲ့ဒီအရာတွေကိုယ့်ရဲ့ dream တွေပေါ့နော်အဲ့ဒါတွေကိုပဲပို့ပြီးအယုံဆိုင်ဖို့ကိုအော်ရဂယ်ကလေးကဟိုသူအကြံပေးတာပေါ့နော်ပြီးတော့ကိုလိုချင်တဲ့အရာကိုလည်းတေချာလေးဆုံးဖြတ်ပါတယ်ကိုလိုချင်တဲ့အရာကကိုယ့်စီကိုရောက်လာဖို့ရှိတယ်တဲ့တကယ်၍သူနာကိုယ်နဲ့ချာမှရေစက်ရှိခဲ့ရဆိုရင်တော့ သူကကိုစီကိုဟိုရောက်လာခဲ့မှာပေါ့နော်ဒီချိန်တွင်မှာတော့ကိုကိုပဲကယူဆိုင်ဖို့သူကအကြံပေးရအကယ်၍သူကကိုတွန်းအာရေစမ်းမပါခဲ့ဘူးကိုဆိုးလက်ဆင်ပေးဖို့ပဲကိုဘွားလေးကိုရောက်လာခဲ့ရဆိုလို့ရှိရင်အာကိုဘွားတော့ပို့ပြီးအလိုင်းဖြစ်မဲ့အရာတွေပို့ပြီးကောင်းမဲ့အရာတွေကကိုဘွားလေးဝင်လာဖို့ရှိရဲဆိုပြီးတော့ Oracle ကလေးက message ပေးတာပါတယ်ဒါလေးရောဒီ Pine Tree လေးတော့ပေါ့နော် မယ်ရီကအခုဒီ YouTube မှာပေါ့နော်မယ်ရီကဒီ live reading တွေနောက်ပြီးလို့ရှိရင်တခြားအဘုသူတရားဆရာတွေဟိုပေါ့နော်မယ်ရီအပုံမှန်တင်ပါဖို့ရှိတယ်အားကြောင့်မယ်ရီရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးပို့အားလုံး request လုပ်ပါရှင်ဒီနေ့ရောဒီလောက်ပါပဲအားလုံးဘိုင်ဘိုင်